ကျွန်တော်ဖတ်ဖူးတော့ဆိုရင်တော့သူများရဲ့အလူကိုတားမြစ်ကောင်းနေပါတော့အရှင်ဘုရားမိကောင်းမရှောက်ခွင့်ပြုပါဘုရားတချို့သောနိုင်ငံရေးသမားလူတွေကဖုန်ကြီးတွေကိုအများကြီးလူစရာမလိုဘူးတကယ်လူရမဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုလူရင်ပို့ပြီးအကျိုးများတယ်ဆိုပြီးပြောကြပါရယ်ခင်ဗျာဆိုလိုရင်းကတော့ပြည်စုံပြီးတဲ့နေရာတွေကိုလူတာထက်လိုအပ်နေတဲ့နေရာကိုလူတာကပို့အကျိုးများတယ်လို့ယူဆကြပါရယ်ခင်ဗျာဒါကဓမ္မအားဖြင့်တဘာဝကြသောတဘာဝကြပါသလားခင်ဗျာသူအဲ့ဒါကတော့လေဘလို့ခေါ်မလဲဆိုတော့ဥစဉ်ကလည်းအဲ့ဒါတခါတယောက်မေးလို့ဖြေပူပါတယ်သူကဘလို့ပြောရမလဲဆိုတော့လူတယောက်ချင်းစိတ်ဆန္ဒလို့ခေါ်တာပေါ့နော်စိတ်ဆန္ဒလို့ခေါ်တယ် ဟိုတချို့ကဖျားမှာပဲလူချင်းတယ်တန်ခါမှာပဲလူချင်းတယ်သူလူချင်းတဲ့ဥစ္စာကိုတော့မတားရအောင်ဟုတ်လားမသိဘူးဟိုစာပေထဲမှာပရိနိတဆိုတာရှိတယ်သူကဘုန်းကြီးကိုလူချင်းတာအဲ့ဒါဘုန်းကြီးမလူနဲ့ဖျားမှာသွားလူလိုက်ဒါလိုပြောလို့မရအောင်သူကဖျားမှာလူမဲ့ဥစ္စာကဖျားမှာမလူနဲ့ဘုန်းကြီးကိုလူလိုက်အဲ့လိုပြောလို့မရအောင်အဲ့တော့သူကမေးလာခိုင်းတော့ရတယ်လောလောဆယ်တော့တန်ခါရီမှာမလူသေးဘူးတို့လူတို့လောက်ခရောက်နေတယ်လူတွေကိုပို့လူသိနေဆိုတာအဲ့လိုသူမေးလာခိုင်းတော့ကိုကပြပြလို့ရတယ် ကိုခိုင်ဝင်ချက်ကလည်းကိစ္စမရှိခိုင်ယူလို့ရတယ်ဟုတ်တယ်လောလောဆယ်မှာတော့တန်ဃာတော်ဒီမှာလှူမဲ့လူရှိတယ်ဖရားဒီမှာပေါ်နေတယ်လူတွေဒုက္ခရောက်နေတယ်လူတွေကိုလှူတင်တယ်ဒါသူ့ရဲ့ခိုင်ယူချက်ဒီခိုင်ယူချက်ဟာမားတယ်လို့ပြောလို့မရအပြစ်ရှိတယ်လို့ပြောလို့မရဘူးဘယ်ခါမှအပြစ်ရှိသွားတယ်လဲသူခိုင်ယူချက်ကိုခိုင်ယူချက်တိုင်းမှာထားပဲနဲ့လူတွေကိုလိုက်ပြီးတော့ဖရားမှာမလှူနဲ့လို့ပြောမယ်ဒါသူများရဲ့လက်လာပါကိုပိတ်ပင်လို့ဖြစ်သွားမယ်ဖရားမှာမလှူနဲ့ဇေဒီမှာမလှူနဲ့တန်ဃာတော်ဒီမလှူနဲ့ဆိုရင်တန်ဃာတော်ဒီလှူမဲ့လက်လာပါသွားပိတ်တယ်လို့ဖြစ်သွားမယ်သူ့ရဲ့စိတ်ဆန္ဒပဲဒါတယောက်ချင်းစီရဲ့ဆန္ဒပါရှိတယ်လေအဲ့တော့ဘာပြောရမလဲဆိုတော့ तू ကကိုလာမင်းပဲတိုက်လက်တိုင်းမင်းပဲပေါ့ ဒီလိုရှိတယ်ကျွန်တော်ဘာလို့လွင်ကောင်းမလာမေးရင်တော့ကိုကအကျိုးကြောင့်ပြောပြလို့ရတယ်သူ့ဘာသူ choice ပေါ့နော်သူရွေးချယ်ပဲစေပေါ့နော်အဲ့ဒါဆိုရင်အပြစ်ကင်းပါတယ်နော်အပြစ်ကင်းတယ်အဲ့ဒါကိုသူများလူမဲ့ဥစ္စာကိုသွားမတားနဲ့တော့သူဖျားလူလူဇေဒီလူလူတန်ဃာလူလူချင်းတဲ့ဟာလူပစေအဲ့ဒါကိုလူတာကိုသွားတားရင်ကို့မှာအပြစ်ဖြစ်သွားတယ်သူများရဲ့ကုသိုလ်အလူကိုတားမြင့်တယ်လို့ဖြစ်သွားတယ်နော်အဲ့တော့လူတယောက်ချင်းစီရဲ့စိတ်ဆန္ဒကိုသွားပိတ်ပင်လို့မရအောင်အဲ့တော့ကိုယ့်ရဲ့ဟာကိုတော့ချပြလို့တော့ရတယ်သူတို့မေးလာခင်တော့ချပြလို့ရတယ် နော်ခမားဆိုရင်ဘယ်လိုယူဆမှာလဲဘယ်လိုလုပ်မလဲမေးလာခင်ကိုအေးငါတော့ဒီလိုပဲဆိုပြပြလို့ရတယ်အဲ့တော့ဒီလိုခံယူချက်ရှိုံနဲ့တော့ပြစ်မရှိသေးဘူးသူများအလှကိုသွားတိုင်းတော့ပြစ်ဖြစ်တယ်နော်ကျွန်တော်ဖတ်ဖူးတော့ဆိုရင်တော့သူများရဲ့အလှကိုဟိုတားမြစ်ကောင်းတယ်ပေါ့နော်အဲဆရာတော်ဖြေသွားတာပေါ့နော်ဆရာတော်ဖြေတာကသူကဒီပုံကို၃ယောက်ရှိတဲ့နေရာမှာဒီလှူဒန်းတဲ့ပုံကိုရဲ့အဲသူလှူဒန်းတဲ့သူကိုဝေဖန်တဲ့ပုံကိုရဲ့ပေါ့နော်ပြီးတော့အဲအလှကန်တဲ့ယဟန်ပုံကိုပေါ့နော် အဲဆရာတော်ကကြော်ဒီဝေဖန်တဲ့သူဘက်ကပဲသူကဟိုအဓိကပေါ့နော်သူဆရာတော်ကိုယ်တိုင်ကသူကဝေဖန်တဲ့သူဘက်ကနေပြီးတော့စိတ်နေစိတ်ထားကိုသူကိုယ်တိုင်ဝန်ခံစားပြီးတော့ပေါ့နော်အဲသူကဖြေသွားတာအဲတကယ်တကယ်ကပေါ့နော်ယဟန်တပါအနေနဲ့ဆိုရင်တော့အဲအလူကိုဒါအချိန်နေအကြောင်းအကြောင်းအရာတားမြစ်လို့ရတယ်ပေါ့နော်တားမြစ်တားမြစ်ကောင်းတယ်အဲဘလိုမျိုးတွေမှာကျွန်တော်တွေ့ရလဲဆိုရင်အဲဥပမာပေါ့အဲယဟန်နာအရှင်မြတ်ကြီးကြီး ပိစိကဗုဒ္ဓဘုရားရှင်နေပေါ့နော်အဲဆင်းရဲတဲ့လူတယောက်ကဒီသူ့ကိုဆွမ်းလာလူတယ်ပေါ့အဲဆင်းရဲတဲ့လူတယောက်ကဆွမ်းလာလူတဲ့ချိန်မှာအဲသူကကြတော့ဟိုဆွမ်းကိုသူကအပြည့်အဝမခံဘူးပေါ့နော်မယူအဲတဝက်လောက်ရောက်တဲ့ချိန်မှာအဲတပိတ်ဖုံးကိုသူပိတ်လိုက်တယ်ပေါ့နော်တပိတ်ဖုံးကိုပိတ်လိုက်တယ်ဒါကတော့တားမြစ်တာပဲပေါ့နော်သူ့ရဲ့အလူကိုဒါတားမြစ်တာဖြစ်သွားပြီအဲအဲ့တော့ ဒီဆွန်းကပေါ့နော်တန်တက်စာပဲလူတယောက်စာပဲပေါ့နော်လူတယောက်စာပဲဖြစ်တဲ့အတွက်အဲဆွန်းကိုပိတ်လိုက်တယ်ဒါတားမြစ်တာပေါ့နော်အဲ့လိုတားမြစ်လိုက်တဲ့အတွက်ဒီအဲလူခံတဲ့သူလည်းစားလို့ရတယ်ပြီးတော့အဲလူဒီဆင်းရဲတဲ့ပုံကိုအဲလူတဲ့သူပေါ့နော်လူတဲ့သူကလည်းစားလို့ရနှုံးနှစ်ဖက်ပေါ့နော်နှုံးနှစ်ဖက်ဆင်းပြီးဒါကတော့ရဟန်းဘက်ကနေကြည့်ပြီးတော့ပေါ့နော်ရဟန်းဘက်ကနေကြည့်ပြီးတော့ဆိုရင်ဒါရဟန်းတစ်ပါးအနေနဲ့တားမြစ်တဲ့နေပေါ့နော်အခြေအနေကိုကြည့်ပြီးတော့အဲဥပမာအဲ ကိုเจ้าကဒါအဆင်ပြေနေတယ်ဟိုဒီဟာဒီဆုံးကိုလက်မခံလဲဒါကိုเจ้าကဒီနေ့အတွက်လုံလောက်တယ်ပေါ့နော်တစ်ဖက်မှာဒီကိုရဲ့เจ้าသားမှာဒီဆွေးချောင်းရှိတယ်သူတို့စားရမှာမရှိဘူးငက်ပြက်နေတယ်ပေါ့နော်အဲဒီလိုအခြေအနေမျိုးမှာဆိုတာတားမြစ်တဲ့နဲ့လမ်းညွန်တင်တယ်ပေါ့နော်အဲအဲ့ကိုသွားအဲ့ကိုသွားပြီးလှူလိုက်ပေါ့နော်ငါတို့ပြည့်စုံတယ်ပေါ့အဲ့လိုမျိုးဒါလှုပ်တဲ့နေပေါ့နော်လှုပ်လဲလှုပ်လဲလှုပ်ကောင်းနေပေါ့နော်ဆရာတော်ကကျတော့သူကဒီ အဲသူကဝေဖန်တဲ့သူပေါ့နော်လူပုဂ္ဂိုလ်ဘက်ကနေပြီးတော့ဝင်ခံသားပြီးတော့သူကဖြည့်ထိုးวะပေါ့နော်တကယ်ဆိုရင်အဲရန်တစ်ပါးအနေနဲ့လဲလမ်းညွန်တဲ့နေပေါ့နော်အသေးစိတ်ပေါ့နော်အသေးစိတ်အဲဆုံးမတဲ့နေလမ်းညွန်တဲ့နေဘယ်လိုလုပ်တဲ့နေဆိုတော့ပေါ့နော်ဒါပေမဲ့ဆရာတော်ကကျတော့အဲအဲ့လိုမျိုးဖြည့်သွားတော့မတွေ့ရဘူးလူမေခွန်းတွေကိုအဲကျွန်တော်အမေးဖြေပေါ့နော်အမေးဖြေနေယူဘူးတယ်အဲပေါမောခချုပ်ဆရာတော်ဘုရားကြီးပေါ့နော်ပေါမောခချုပ်ဆရာတော်ဘုရားကြီးလဲ ဒီလိုပုံစံမျိုးပေါ့နော်အဖြေလည်းဒီလိုပုံစံမျိုးပဲဖြေသွားပါတော့တူတော့မတူဘူးမေခွန်းကြီးကတော့အပေါ်မခေါ်ချက်ဆရာတော်ကိုကျတော့ဒီမေးတဲ့သူကဒီဖះရီလိုက်တယ်နေရပါတော့မြန်မာနိုင်ငံမှာဖះရီလိုက်တယ်နေရအဲဆင်းဆင်းရနေတဲ့အနေအထားမှာတော့မှဒီဖះရီလိုက်တယ်နေရပါတော့တကယ်ဆိုဒီတုတ်တက်အတုတ်တက်ကြောင်းနေပါတော့အဲလှုပ်တဲ့နေလို့ဒီဝေဖန်ပြီးတော့မေးတဲ့မေခွန်းပေါ့နော်အပေါ်မခေါ်ချက်ဆရာတော်ကလည်းဒါကတော့လူဆိုတာကပေါ့နော် သူအတွေးနဲ့သူပေါ့နော်သူလှုပ်ချင်ရင်လှုပ်မယ်သူလှုပ်ချင်တဲ့ဒီသူတရားတရားမတူဘူးကိုကတော့ဘယ်ຢာလေးလှုပ်လိုက်ရမှာစိတ်ချမ်းသာတယ်ကိုကတော့ဘယ်ကုစုလေးလှုပ်လိုက်ရမှာကိုဘွားနေတာဟိုနေတာထိုင်တာရှိသွားတယ်ပေါ့နော်အဲဆရာတော်လည်းဒီအဲ့လိုပုံစံမျိုးဖြေသွားတယ်ပေါ့နော်ဒါမေခွန်ချင်းအဖြေချင်းလည်းနည်းလေးခက်ဆင်ဆင်တော့ရှိတယ်ပြီးတော့တူတာကပေါ့နော်တကယ်ဆိုရင်ဒါရန်ဟိုရဟန်းအမြင်နဲ့ပေါ့နော်ရဟန်းတစ်ပါးရဲ့အမြင်နဲ့ဖြေသင့်တယ် ဲဒါမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဆရာတော်တွေကဒီလူတွေဘက်ကနေပြီးတော့ဝန်ခံစားပြီးတော့ပေါ့နော်လူတွေဆိုတာဟိုတိတဲ့အတိုင်းပဲဟိုလှုပ်ချင်ရလှုပ်နေကြတာပေါ့နော်ဟိုတချို့ကြောင့်လည်းဘာမှမတွေးဘူးဟိုမတွေးဘဲနဲ့သူတို့မှန်တယ်ထင်တယ်လည်းလှုပ်ကြတာပဲဟိုမှားနေတဲ့အရာပေါ့နော်မှားတော့မမှားဘူးပေါ့နော်မှန်တယ်ဆိုတာတော့မှဒီပို့ပြီးမှန်တဲ့အရာဆိုတော့ရှိရတယ်ဟုတ်တယ်မလားအဲအဲ့ဒါကြောင့်မို့ဒီဖရာတော်မှာတလိမ့်ဆံကိုကျွေးတဲ့ကုသိုလ်နဲ့လူတယောက်ကိုကျွေးတဲ့ အဲကုသိုလ်ပေါ့နော်ဒါနကုသိုလ်ချင်းမတူဘူးအကျိုးပေးခြင်းမတူဘူးပေါ့နော်အဲအဲ့တော့အကျိုးပေးခြင်းအတူတူဘုရားတော်မှာဒါခွဲခြားပြီးတော့ဒါဝေဖန်ခွဲခြားပြီးတော့ပေါ့နော်အသေးစိတ်ဟောခဲ့တယ်ဒါလည်းလိုအပ်လို့ဟောခဲ့တာလို့ထင်တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့ယန်းဆိုတော့ယန်းဟိုဘယ်လိုပြောမလဲလူပုဂ္ဂိုလ်တွေလို့ဟိုတွေးပြီးဖြေတာမျိုးကတော့တိတ်တော့အဆင်မပြေဘူးပေါ့နော်ယဟန်းကယဟန်းတပါးပုံစံမျိုးပေါ့နော်ယဟန်းဘက်ကနေပဲယဟန်းကမြင်ပြီးတော့ဖြေရမှာပေါ့နော်အဲ့လိုမျိုးဥမာလမ်းညွန်ရမယ် အဲဟုတ်တယ်အဲဖရားတဲတာမတဲနဲ့လို့တော့မပြောသိဘူးပေါ့နော်ဒါပေမဲ့လမ်းညွန်သိနေပေါ့နော်အဲဘယ်ဟာပိုကောင်းတယ်ဆိုတာမျိုးတော့လမ်းညွန်သိနေအဲအဲ့လိုမျိုးပေါ့နော်လမ်းလည်းမညွန်ဘူးဟိုအဲ့လိုမျိုးဖြေတာတွေကပေါ့နော်ရန်တပါ ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဟိုရန်တပါရဲ့ဒီအမြင်ကနေဖြေတာမျိုးတော့ကျွန်တော်မတွေ့ဘူးသေးဘူး